တဲ့ဒါပြောရဲဒါတော့ပြိပယ်ရရှိတဲ့စီပီယာအေဗီလေးကိုမဆော့တာလည်းလောင်းစစ်စစ်နေဖြစ်ပါတယ်နော်အဗရာတော့50ပြည့်အစ်ကူနဲ့ဒါခမဆက်ကွနဲ့ခမကတိမ့်လိုက်ခရရှိခဲ့ဖြစ်ပါတယ်ဘတ်တဆာတိုင်းကိုတော့မစိုးလို့တချို့ဘတ်တဆာတချို့ပြည်သူစစ်တွေကတမတော်ကြီးကိုချစ်မြတ်လို့ပြည်သူစစ်လုပ်နေရမို့အကျွေးတောင်းရင်ခွင်းရေးလေးရမလားလို့အလုပ်လုပ်ရင်ခွင်းရေးလေးရမလားလို့ဆိုတဲ့ကောင်ကလည်းများတယ်ဗျညာနာမပြောနိုင်ဘူးမင်းမနေ့က တရက်ွက်ထဲမှာဒူတို့ချင်းချင်းတွေဖြစ်ကြအောင်ကြာတနက်ဖောက်ပါဖောက်ဖောက်ပြီးမှကားယူလာတယ်ကားကို350နဲ့ဆိုတာပေါင်ခံတယ်ပေါ့ဗျာအခုနေမျိုးကျော်ခွဲတဲ့ရှမ်းလေးလို့ပြောတာနော်ပြောတာပဲခုနေမျိုးကျော်ကနေမှာတဲ့နန်းလွဲ့နဲ့ကိုထည့်ခိုင်းလိုက်တယ်ကားကိုတဲ့ကားကိုနန်းလွဲ့နဲ့ကိုထည့်ခိုင်းလိုက်ခုနေမျိုးကျော်ဆိုလဲဥစဉ်တကားရင်းမှာဥစဉ်ရဲ့ပစ္စည်းလေးပါဟုတ်လူတန်းလေးတကားပါပဲနန်းလွဲ့နဲ့အဲ့ဒီကားနဲ့ဖားဆိုင်လို့ကိုရဲစခတ်ပို့ရမှာလေဟုတ်ကဲ့ကန်ရှင်းရွေးဖို့ကဲကန်ရှင်းရဟုတ်ဘီတူတူဒီလိုကားကိုငှပါလေငှပြီးဖြစ်ပဲရွေးရရွေးအောင်လို့ပြောတာတို့တို့ကနန်းလွဲ့နဲ့တောင်မှ ကောက်ကူတော်လို့ကူတော်မျိုးတော်မှာနန်းလုံးနဲ့လာပြီးကင်ပေါက်လေးတာအဲကြာနဲ့ပြည်လာဆိုဘယ်တော့အနိုင်ကျင့်မလဲသူတို့လေအဲအဲ့လူတွေရှေ့ရထွက်ခုတာတစ်ခေါက်မှတရှေ့ရမထွက်ဘူးလူကလည်းလောကကြတာပြည်လာဆိုဘယ်တော့အနိုင်ကျင့်မလဲလို့ဥစဉ်ကတွေးမိလိုက်တယ်ကဲပြည်လာဆိုဘယ်တော့အနိုင်ကျင့်မလဲဥစဉ်တို့ကျေစုလည်းမခင်းပါဘူးအောင်မင်းလည်းမဖြစ်တဲ့ကိစ္စဥစဉ်တို့ခဲခဲ့ရတယ်အများကြီးဘယ်နေပဲနန်းလုံးနဲ့နန်းလုံးကဘာလဲတိုင်မှုစီတွားထားလားစတိုင်မှုစတိုင်မှုစီတွားထားလားဘုသူစီတွားထားလားနန်းလုံးက ဥရိနဲ့မကင်းရသကန်သွားတာရသကန်သွားပို့လေမင်းတို့ပတိန်ကြီးကခရိုင်မူကပြည်သူစစ်တရားကိုထိုးတယ်ကြိုက်တယ်မူပြီးမှကြိုက်တယ်တပ်ဖက်ကနေပြောင်းလာတယ်အဲ့ဒါဒိုင်စာရေးတယ်ဥစဉ်တော့အားပေးတယ်လို့တတ်တိရှိရှိလို့တို့လို့နော်ဒလုံးမမတိုင်ဘူးဒလုံးမမလုံးဘူးနောက်ထပ်လည်းလူဝဝနေအောင်မှာလူဝဝကျင်နိုင်ဝနေအောင်မှာဒါမျိုးခရိုင်မူတွေမရှိမှအေးမှာဥပဒေတိုင်းသွားဥပဒေတိုင်းလို့ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပောက်ကိုတော့ပြည်သူစစ်တွေအထိုးအကျိတ်ခံလို့ပောက်ကွဲနေတဲ့ရုတ်တန့်နဲ့အတူစစ်ကောင်စီကရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလတတိယပတ်စတုတ်တပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့တွင်၄ချိန်ခွဲ၍ပြုလုပ်မည်ဟုမင်းအွန်လိုင်းပြောလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါရစေ။ အကြမ်းဖက်စစ်ကောင်စီကစစ်ကောင်စီကရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလတတိယပတ်စတုတ္တပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နှင့်ဒုတိယပတ်တို့တွင်လေးကြိမ်ခွဲ၍ပြုလုပ်မည်ဖြစ်ကြောင်းစစ်ကောင်ဆောင်မင်းအွန်လိုင်းကပြောဆိုလိုက်ပြီးယမန်နေ့နေပြည်တော်တွင်ပြုလုပ်သောစစ်ကောင်စီအစည်းအဝေးတွင်မင်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည် စစ်ကောင်စီကရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စတုထပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့အတွင်းကျင်းပပြုလုပ်ရန်ကြေညာထားကြောင်းစစ်အာဏာသိမ်းပြီးနောက်နှစ်နှစ်တာကာလအတွင်းရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက်စဉ်းစားဆောင်ရွက်ခဲ့တော်လဲ COVID-19 အလွန်ကာလဖြစ်ခြင်းနဲ့ရွေးကောက်ပွဲကျင်းပရန်တည်ငြိမ်မှုလိုအပ်နေသည့်အချိန်ဖြစ်ခြင်းကြောင့်ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်းမင်းအွန်လိုင်းကဆိုသည် ရွေးကောက်ပွဲတွင် electronic voting machine စနစ်ဖြင့်ဆန္ဒမပေးရန်ကြိုတင်ပြင်ဆင်လျက်ရှိကြောင်းရွေးကောက်ပွဲဥပဒေတွင်ရွေးကောက်ပွဲကိုဖြစ်နိုင်တရွေ့တနေ့တည်းကျင်းပရန်အများပြည်သူယုံပိတ်ရက်တွင်ပြုလုပ်ရန်ကြိုတင်ကြေညာရန်ပြဋ္ဌာန်းပါရှိကြောင်းထို့ကြောင့်ရွေးကောက်ပွဲပြုလုပ်ရန်အတွက်ရက်ကတ်အသက်ပြုလုပ်ထားခြင်းမရှိဟုပြောရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံတမိုင်း၌ပါလီမန်ဒီမိုကရေစီခေတ်တွင်လည်းပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင်းရွေးကောက်ပွဲကိုတစ်ချိန်တည်းကျင်းပခဲ့ခြင်းမဟုတ်ကြောင်း မိမိတို့အနေဖြင့်ရွေးကောက်ပွဲထမ်းမြောက်သည့်အဆင့်ကိုဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းမင်းအောင်လိုင်းကဆက်လက်ပြောဆိုသည့်စစ်ကောင်စီအနေဖြင့်လာမည့်နှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီရန်ဆောင်ရွက်မည်ဖြစ်ကြောင်းအကြံဖတ်မင်းအောင်လိုင်းကပြောပြန်သည်ပြောရမယ်မင်္ဂလာပါဗျဒီနေ့က26ရက်ဒေါ်လာပိုင်း2025ဖြစ်ပါတယ်ဗျမြန်မာလုံးကို တော့ကျင်တာကတော့ဦးစင်းကဒီရက်ထဲမှာတစ်ခါလေနေ့ရက်ခြားတရက်ခြားတော့ပဲဒါတရင်လေးတွေကိုဒီလူမျိုးကိုခြားပြခြင်းဖြစ်ပါပဲเนาะအဲစမူလန်ဟောင်းနဲ့ဘတ်တပီမှာအုတ်ကြီးတွေမဲမတမာမှုတွေဖြစ်တဲ့ကိစ္စနဲ့ဘတ်တပီလေဟိုတလောကဦးစင်းပြောခဲ့တယ်ပေါ့เนาะမအောင်ပြောတဲ့အတွက်ကြောင့်လဲအဲ့မှာဒီကောလုံးမသားပါတွေရောကောလုံးဆိုအကောလုံးခေါ်ပြီးမှစစ်ဆေးတယ်လို့ဦးစင်းတို့ကြားတရပါလေဗျဦးစင်းတို့ဖြစ်ချင်တာလေဒါပါပဲဒီလိုမဲကိစ္စကြီးမှာတကယ်လို့မဲတရင်နေပြတယ်ဘာကြောင့်ခေါ်စစ်ဆေးတာဒါမှန်ကန်ဆုံးပါပဲ ဟုတ်ယူတတိပေးတာမဟုတ်ဘဲနဲ့စစ်စစ်မယ်ဟုတ်ကဲ့တယောက်သွားရေးယူမယ်လို့လည်းဦးစင်းတို့ကြားခဲ့ရပါတယ်ဗျာမကြားရပါနဲ့နော်တတဲ့နဲ့အစဲဆက်မဖြစ်ပေါ့နော်အဲ့တော့ဦးစင်းတို့စစ်မှုထမ်းအောင်နဲ့ပတ်တယ်ဦးစင်းတို့ကမမကငါလို့ကိုမမကငါမဲဦးစင်းတို့ကလူတိုင်းလူတိုင်းကတချို့စစ်မှုထမ်းအောင်မထမ်းကျင်လို့လည်းမဟုတ်ပါဘူးထမ်းကျင်တဲ့လူတွေလည်းရှိတယ်အဲ့တော့အုပ်ကြီးတွေရဲ့ဒီလိုပထမမှုတွေကများနေတယ်နော်အဲစစ်မှုထမ်းအောင်နဲ့ခင်ဗျားတို့ပတ်တယ်လို့ကြည့်ကြည့်လိုက်ရောက်ကုန်နေတယ်မှာတို့ကမဲဖို့နေဆိုလဲမဲကိုကိုယ်ကိုယ်နဲ့နှိုက်ခိုင်းလိုက်တော့ဒလန်ကပြီးတယ်ဗျာနော် အဲ့ကွက်တဲ့လူတွေကဘယ်သူပဲပါမဲနေလဲဆိုတော့ဟိုအုတ်ကြီးတွေကစီစဉ်နေအုတ်ကြီးတွေကနှိုက်တယ်ဆိုမှကန်ကြီးကုန်းတို့လို့ဆိုလို့ရှိရင်ကန်ကြီးကုန်းမှာဆိုလို့ရှိရင်တဝကြတယ်ဘဲနှိုက်တဲ့အခါမှာအကောင်လုံးခေါ်လိုက်တယ်ရုပ်လာမြူလာနှိုက်ကြဆိုကိုနှိုက်ခိုင်းလိုက်တယ်ဟုတ်တယ်သူလက်ကြလိုက်ရမှာပဲလေဗျာဟုတ်လားလက်ရမှာပဲနိုင်ငံဦးတွေစစ်မှုထမ်းဦးတွေထမ်းရမှာပဲစစ်မှုထမ်းဦးတွေဒီစစ်မှုထမ်းဦးတွေမလို့ရှိဘူးမထမ်းခြင်းဘူးဆိုလို့ရှိရင်မြန်မာနိုင်ငံသားခံယူမနေနဲ့မြန်မာနိုင်ငံမှာနေမနေနဲ့အကောင်လုံးပြောင်းသူများနိုင်ငံသားခံယူပေါ့ဗျာသူများနိုင်ငံသားလည်းခင်ဗျားတို့လက်ခံမှာမဟုတ်ဘူး ဟိုအလေးကြီးခွင့်ကျင်းနေပြောပြောနေတယ်ဟုတ်လားအမေရိကန်လိုနိုင်ငံမျိုးမှာတော့မှဟိုပြန်လို့မယ်တဲ့နော်အမေရိကန်နိုင်ငံမှာရွှေစီမှာနေပြီးမှဟုတ်လားဟိုတောင်အောင်မြောက်အောင်နဲ့တောင်သွမြောက်ပြောနေဘာဖြစ်တယ်ညာဖြစ်တယ်လူခွေဒီမိုကရေစီလေဟုတ်ပြီအဲ့တော့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာခုနိုင်ငံထဲဘာလို့မှဥသာမပေးဘူးခုနိုင်ငံလိုနိုင်ငံသားတွေဘယ်နိုင်ငံသားဥမှာမချင်နိုင်အာအမေရိကန်အမေရိကန်ဘုနော်ဒေါ်နာထရန့်တကယ်ကိုဒါတော့မြို့ချပုဂ္ဂိုလ်ကြီးပါနော်တကယ်ကိုဒီလူကဒီလူရဲ့စိတ်ဓာတ်ပဲလေးစားစရာကောင်းတယ်ပေါ့နော်တကယ်ဒါမြို့ချပုဂ္ဂိုလ်ပဲနော်အလေးလေးဥစ္စာပြောချင်တာကတကြောင် ဗတ်တဆိုင်နဲ့ပတ်သက်ပြီးလေဦးဇင်းတို့ပြောချင်တာဗတ်တဆိုင်နဲ့ပတ်သက်ပြီးဦးဇင်းတို့မန္တလေးမှာဆိုလို့ရှိရင်တစ်ခါတလေဗတ်တဆာတိုင်းကိုတော့မဆိုလို့တချို့ဗတ်တဆာတချို့ပြည်သူစစ်တွေကတမတော်ကြီးကိုချင်းမြန်လုံးလို့ပြည်သူစစ်လုပ်နေရမဟုတ်ဘူးအကျွေးတောင်းရင်ခွင်းရေးလေးရမလားလို့အလုပ်လုပ်ရင်ခွင်းရေးလေးရမလားလို့ဆိုတဲ့ကောင်ကလည်းများတယ်ဗျတဏ္ဍာမပြောနိုင်ဘူးမနေ့ကဒီရောက်ွက်ထဲမှာဒုတိုလ်ချက်ချင်းချင်းပြစ်ကြအောင်ကြတနက်ဖောက်ပါဖောက်ဖောက်ပြီးမှကားယူလာတယ်ကားကို350နဲ့ဆိုလာပေါင်ခံတယ်ပေါ့ဗျာအခုနေမျိုးကြော်ခွဲတဲ့ရှမ်းလေးလို့ပြောတာလေနော် တော့တာပဲခုနေမျိုးကျော်ကနေမှာတဲ့နန်းလွဲ့နဲ့ကိုထည့်ခိုင်းလိုက်တယ်ကောက်ကိုတဲ့ကောက်ကိုနန်းလွဲ့နဲ့ကိုထည့်ခိုင်းလိုက်ခုနေမျိုးကျော်ဆိုလဲဦးစင်တကားရဲ့မှာဦးစင်ရဲ့ပစ္စည်းလေးဘာလို့လူတန်းနေတဲ့တကားပါလဲနန်းလွဲ့နဲ့အဲ့ဒီကားနဲ့ဖားဆိုင်လို့ပို့ရဲစခတ်ပို့ရမှာလေဟုတ်ကဲ့ကန်ရှင်းရရွေးဖို့ကဲကန်ရှင်းရဟုတ်ပြီတူတူတို့ကားကိုငှားပါလေငှားပြီဖြစ်ပဲရွေးရရွေးအောင်လို့ပြောတာတို့ကနန်းလွဲ့နဲ့တောင်မှပောက်ကိုတော်လို့ကိုတော်မျိုးတောင်မှနန်းလွဲ့နဲ့လာပြီးကင်ပေါက်တိတာအဲ့ကြာနဲ့ပြည်သူလာဆိုဘယ်တော့အနိုင်ကျင့်မလဲတို့လေအဲ့အဲ့ဒီလူတွေရှေးတဲ့ထွက်ခွာတစ်ခေါက်မှတရှေးတဲ့မထွက်ဘူးဘလူကတလူဝကြတာ ပြည်သူလာဆိုဘလောက်အနိုင်ကျင့်မလဲလို့ဥစဉ်ကတွေးမိလိုက်တယ်။ကဲပြည်သူလာဆိုဘလောက်အနိုင်ကျင့်မလဲ။ဥစဉ်တို့ကျေစုလည်းမကင်းပါဘူး။အောင်မင်းလည်းမှာဖြစ်တဲ့ကိစ္စဥစဉ်တို့ကဲခဲ့ရတယ်အများကြီး။ဘယ်နေပဲနန်းတွင်းနေတယ်။နန်းတွင်းကဘာလဲတိုင်မှုစီတွားထားလား။စတိုင်မှုစုစတိုင်မှုစုစီတွားထားလား။ဘလို့စီတွားထားလဲနန်းတွင်းက။ဥရိနဲ့မကင်းရသကန်သွားထားရသကန်သွားပို့လေ။ကဲအောက်ကန်ကန်ရှင်ရရဲ့ကာယူခံတဲ့သူကရွေးပါမယ်ဘာညာပြောသူကနန်းတွင်းတွားထားတယ်တဲ့။ တဲ့တနက်ကရက်ကွက်နဲ့ဖောက်အောင်မင်းတို့ဘယ်အမင်းဘယ်အမင်းမင်းလင်းရမင်းတို့ဘယ်သူကဖောက်ခိုင်းတော့မင်းတို့အမင်းလင်းနေတဲ့တနက်ကိုဖောက်ခိုင်းတာလားဒီလိုလူလူဒါထိုက်တယ်လမ်းပြောင်းလို့ကြတာဒီလိုလူလူကိုထိုက်တယ်လမ်းပြောင်းလို့ကြတာဦးဇင်းတို့ကမှန်ကန်လို့ယင်ပြည်သူစစ်ဘက်ကကာကွယ်ပေးလိုက်ရပါလေဦးဇင်းတို့ကမဟုတ်ဘူးလို့ကတော့ပြောရဲတယ်ဘူးမဆိုင်မင်းအကူဘာကောင်းဖြစ်ဖြစ်နေမင်းအကူတိုက်တဲ့ကောင်ပိုက်ပြီးလေးစီဘယ်ကောင်ပြည်သူစစ်တဲ့ဝင်လာလဲဘယ်သူပြည်သူစစ်တဲ့ဝင်လာလဲဘာကြောင့်ဝင်လာလဲဆိုတော့ဘောက်ကူတော်တို့ကုန်တည်တယ်ဘောက်ကူတော်တို့ရဲ့ ရှောက်တဲ့လမ်းလာရဲ့လမ်းလမ်းကိုကြည့်ခဲ့အဲ့တော့ဘောက်ကူတော်တို့တော့မှနန်းတွင်းနဲ့ဒီလိုပြောတာအေးမင်းတို့ကားကဘယ်မှာလဲမင်းတို့ဒီလိုဒီလိုဖြစ်တယ်ကားပိုင်ရှင်ကဒီလိုဒီလိုရွေးမယ်ပြောတယ်ဟာကားကနန်းတွင်းနဲ့မှာလေနန်းတွင်းကတိတ်နေလားဆိုလည်းမဟုတ်ဘူးပဲဟုတ်တိုင်မှုစီမှာလားဆိုလည်းမဟုတ်ဘူးဂျီတုစီမှာလေအမှန်ဂျီတုလည်းကားတိတ်ပိုင်ကိုမရှိဘူးဂျီတုလည်းကားယူပိုင်ကိုမရှိဘူးဦးရည်နဲ့မကေရက်စခတ်ပို့ရမယ် ုန်းစင်ကရှင်းရှင်းပဲជីတုမကလို့ဘာအောင်ဖြစ်ဖြစ်အဲ့တော့အချင်းချင်းတောင်မှဒီလိုလူဘဝတဲ့လေးတိုင်းမျိုးထွက်လာတယ်ဆိုရင်ကဲနဲ့တူဆိုဘယ်တော့လူဘဝမှာလဲဆိုတော့တွေးကြည့်ရနော်အဲ့တော့ပြည်သူစစ်တွေဦးစင်းတို့ပြောချင်တာကမမှန်ကန်ကန်လောက်ပါပြည်သူကိုနိုင်မချင်းကြပါနဲ့တနက်ကိုဗျမ်းမလာဘူးကတနက်မင်းတို့တနက်ပြေးထားတယ်တနက်ဆိုတာကဒီတရားကျမ်းဖက်ကိုပြေးလေးမို့ပြည်သူတနက်နဲ့ချင်းချောက်ဘူးပြည်သူတနက်နဲ့နိုင်ချင်းမို့ပြည်သူတနက်နဲ့နိုင်ချင်းပဲပြည်သူရက်ွက်ထဲကိုမရမ်းမလာဘာတော့မှမဖြစ်ဖို့လို့ဆိုမင်းတို့လည်းအကျမ်းဖက်ပဲ မင်းတို့လည်းအကျန်းဖက်အားပေးပဲအကျန်းဖက်ဝိုင်းရတူလည်းပောက်ကူတော့တော့တတ်မှန်အခုပြောနေတဲ့စကားမင်းတို့မကျေနပ်ကြိုက်တဲ့နေရာသွားတာဒီချက်ဆိုလာအောင်မယ်ဆိုတော့ဥစဉ်တော့အစားအစာအကုန်လုံးပြောရလိုက်မယ်ဒီချက်ထဲမှာလည်းဖြစ်တယ်ဥစဉ်တော့ဟုတ်တယ်ပြည်သူဟုတ်လားတရားခံဖမ်းတယ်တရားခံဖမ်းပြီးမှဟိုဘာငွေညှိတဲ့ပုံစံမျိုးတွေလောက်ကြတယ်လောက်တော့ဥစဉ်တိုင်နေအခုဖမ်းနေထားတာရကောင်းတယ်မနေ့ကလာလေရှင်ဘုရားရဲ့ဒါလေးတော့မကူညီနိုင်ဘူးမကူညီနိုင်ဘူးလို့ အဲ့ဒါငါပြောတာလို့ငါပြောခိုင်းလိုက်တာကွာလို့မင်းတို့တရားခံမတရားခံဖမ်းလေလို့ဟိုမှမရှိတဲ့မင်းတို့ဘာလို့ဟာဘုံမှုရောက်ဆောင်တာလဲလို့ဘာဖြစ်လို့မင်းတို့လို့နိုင်ကျင်ညာလဲလို့တရားခံအောင်တရားခံတရားခံရဲ့မိသားစုနဲ့ဘာဆိုင်လို့လဲလို့အပြစ်ရှိရင်အပြစ်ရှိရသူအေးအေးခံလိုက်မယ်လို့မကူညီနိုင်ဘူးလို့ငါတို့တရားမင်းလာပြောတော့ငါမကူညီမကူညီနိုင်ဘူးကွာလို့ဒါမျိုးလေလောက်ထားနေနေအခွင့်အရေးယူတာများများတော့မလောက်ကြဘူး ခြေတိုင်းကကလေးတွေကိုကိုချင်းစားတာကိုကိုတိုင်းလည်းခြေတိုင်းထွက်ကြည့်လိုက်ပောက်ကတော့ခြေတိုင်းမသွားဘူးလားပောက်ကတော့တနက်မကင်တာပဲရှိတယ်မြေဦးလည်းမရရာကြောင်းပောက်ကတော့ကိုကိုတိုင်းသွားခဲ့နေရအများကြီးပဲကိုတိုင်းနောက်ကနေလိုက်ပြီးမှလူတန်းပဲပူပန်ပိုးခဲ့တာရအများကြီးပဲခိုးရင်မို့ကြောင်းတနက်ကင်ပြီးရှင်းမထွက်တာဒါလေးလည်းပြောချင်လို့ပါလားနော်ဦးစင်းတို့ကတော့မှန်တဲ့ထင်ပြောမယ် မကျင်နိုင်ကြိုက်တဲ့နေရာသွားတိုင်းဦးစင်းတို့အဲ့တော့ပြည်သူစစ်တော်တော်များများဦးစင်းတို့ကလမ်းမှန်ကမ်းမှဖြစ်စေခြင်းအားကြောင့်မှန်ကန်တဲ့ပြည်သူစစ်တွေအတွက်ဦးစင်းကရှေ့ကနေမမမရတပြီကာကွယ်ပေးတယ်မမမရက်ပဲပြီးမှတိုင်စာရေးတဲ့အခါမှာတော့ဦးစင်းတို့ကလှုပ်ဆောင်ပေးတယ်မြတ်တို့ပဒင်ကြီးကခရိုင်မူကပြည်သူစစ်တရားကိုထိုးတယ်ကြိုက်တယ်မုတ်ပြီးမှကြိုက်တယ်တပ်ဖက်ကနေပြောင်းလာတယ်အဲ့တိုင်စာရေးတဲ့ဦးစင်းတို့အားပေးတယ်လို့တတ်တရှိရှိလို့လို့လို့နော် ဘယ်လိုမှမနိုင်ဘူးဘယ်လိုမှမလုပ်ဘူးဆိုနောက်ထပ်လည်းလူဝဝနေဦးမှာလူဝဝကျနေဝနေဦးမှာဒါမျိုးခရိုင်မှုတွေမရှိမှအေးမှာဥပဒေတိုင်းသွားဥပဒေတိုင်းလုပ်ဒါပဲသွားရင်လည်းဦးစင်းတို့လက်မှတ်ထိုးပေးတယ်ထိုးပေးလိုက်တယ်လက်မှတ်ရင်းနှီးဆွေးကောင်းဆောင်တဲ့လက်မှတ်တွေလိုရောက်နေလက်မှတ်တွေထိုးပေးလိုက်ပြောတယ်ဘာဖြစ်လဲမှန်တယ်ထင်လို့ပြောပြီးတယ်အဲ့လိုဦးစင်းတို့ရက်တည်ပြီးတယ်မဟုတ်ရင်ဘုလိုလာမှာဘုကျတလုံးလုံးဖြစ်နေတယ်လုံးလုံးလုံးခမိုင်းကောင်နေလုံးနေ့ အနေနဲ့လေဘိုလ်ချုပ်တွေဓာတ်ရင်အောက်အသာတွေမတိနိုင်ဘူးဦးစင်းတို့ပြောမှာဘိုလ်ချုပ်တွေလည်းတိနိုင်တယ်ဘိုလ်ချုပ်တန်းနေမှုတရားအောင်နေတဲ့ဂိုင်းလုံးတွေသူအလုပ်လုပ်ရတာဓာတ်ရင်မစင်းစားနိုင်ဘူးအဲ့တော့ပြည်သူစစ်တွေကသူ့လက်အောက်မှာရှိတယ်မှပါလို့ရှင်သူခံရမယ်နာမည်ပြက်မယ်အဲ့တော့နာမည်ပြက်ဦးစင်းတို့ကူညီရတယ်ဖက်တယ်လမ်းကနေသူလည်းဥပဒေတိုင်းလုပ်တယ်ဒါလည်းလိုရင်းရဒါလည်းပြောချင်တော့ပါကြနော်အဲ့တော့မချေနိုင်တိုက်တဲ့နေရာရှင်းလို့ရတယ်ပတ်ကူတော့ပြောချင်ပါကြနော်အားလုံးပါပဲဗျာ